ကောင်ချီရိုနယ်ဒိုနဲ့ပေါ်တူဂီတို့နေရှင်းလိချန်ပီယံဆူပလာကိုထပ်မံသိမ်းပိုက်သွားအောင်ပါလားပရိသတ်များလုံးမဲ့မိန်လာဗျာမန်ချက်စတာဖော့ဆင်ကနေအားလုံးကိုပြန်လည်ချိုးလိုက်ပါရင်ကောင်ချီရိုနယ်တို့ကတော့ပေါ်တူဂီအသင်းနဲ့အတူချန်ပီယံဆူပလာကိုစုခိုးဖို့အနည်းဆက်ဆုံးအနေအထားကိုရောက်ရှိနေခဲ့ပါရင်ရိုနယ်ဒိုရဲ့ပေါ်တူဂီအသင်းဟာစပိန်အသင်းနဲ့ UEFA နေရှင်းလိရဲ့ဘောလုံးပွဲအဆင့်ဖြင့်ရှင်ပိုင်ကစားသွားကြရမှာပါ ပါရဂင်တင်းကဆီမီဖိုင်နယ်အဆင့်မှာနာမည်ကြီးချာပနေတင်းကိုနှစ်ဂိုးတစ်ဂိုးဆိုတဲ့ရလနဲ့နိုင်ယူပြီးကျော်ဖြတ်လာနိုင်ခဲ့တာပါဒီပွဲမှာလည်းရန်ဒိုကပါရဂင်အသင်းဘောလုံးပွဲကိုတက်ရောက်ဆင်မဲ့အနိုင်အသွင်းကိုကိုသွင်းယူပေးသွားခဲ့တာပါအသက်၄၀ကျော်လူအကြီးတူအတွက်တော့နိုင်ငံအသင်းကိုအကောင်းဆုံးပခုံးထမ်းတင်ထားတော့ပါပဲရန်ဒိုကအသက်၄၀ကျော်ဆိုပေမဲ့ကလပ်အသင်းနဲ့နိုင်ငံအသင်းမှာရေးပါတဲ့ကစားမတူအဖြစ်ကစားနေတော့မယ်ဖြစ်ပါတယ်ဂေါ်ကြီးအောင်အသက်ပဲရနေပေမဲ့ချန်ခိုင်ဘူပိုင်းကတော့အကောင်းဆုံးပုံစံတစ်ခုမှရှိနေခဲ့ပါသေးတယ်တခြားကစားမတွေဆိုဒီရွယ်မှာကစားမဘွားကနေအနားယူကုန်ကြပြီဆိုပေမဲ့သူမတူတဲ့ဂေါ်ကြီးကတော့လက်ရှိအချိန်အထိ၁၀ကျော်တဲ့ကစားမလေးတူလို့ချန်ခိုင် က်ပွဲအပြည့်နဲ့တွက်လက်နေဆဲပဲဖြစ်ပါတယ်။ထပ်မှာဘောလုံးပွဲတက်လာခဲ့တဲ့စပိန်သင်းကတော့ semi final အဆင့်မှာပြင်သစ်သင်းကို9-6ကိုနဲ့ကျော်ဖြတ်ခဲ့ပြီးတော့ဘောလုံးပွဲအဆင့်ထိတက်လန်းလာနိုင်ခဲ့တာပါ။အသက်ရရလာပြီဖြစ်တဲ့ဂိုကြီးအတွက်ကတော့ဒီဖလားကပေါ်တူဂီအသင်းနဲ့အတူစုခိုးနိုင်မဲ့အနည်းဆက်ဆုံးဆူလာပဲဖြစ်ပါတယ်။ ဒါကြောင့်မလို့ပေါ်တူဂီအသင်းအနေနဲ့ဘောလုံးပွဲမှာအကောင်းဆုံးခင်းချင်းတဲ့အတူဆူလာရယူဖို့ကြိုးစားလာဖို့ရှိနေပါတယ်။ဂိုကြီးတယောက်လည်းပေါ်တူဂီအသင်းနဲ့ချန်ပီယံဆူလာရရှိဖို့အနည်းဆက်ဆုံးအခြေအနေကိုရောက်ရှိနေခဲ့ပါတယ်။ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲ။နောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေစိတ်ဝင်စားဖွယ်ရာအကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီး video လေးကိုလည်း share ပေးကြပါအောင်လို့ပြောနေနေကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။